ဒီနေ့လူချင်းညာနေတကွဓမ္မမေရှိညာအနုမောဒနာတရားလေးနဲ့တောင်မြို့မှာကနေုံစေတော်ဘုရားကြီးရေးသားထားခဲ့တဲ့အနာကသာသနာရေးကျမ်းစာထဲမှာအနာကကြောင်းတိုင်များဆိုပြီးတော့ခေါင်းစဉ်နဲ့ဆရာတော်ကြီးရေးထားတဲ့အခန်းကဏ္ဍတစ်ခုပါတယ် ဆိုတော့အဲ့ဒီအခန်းထဲကယနေ့ဖျားပွဲနဲ့ဆက်ပြီးတော့အနုမောဒနာတရားဟောကြားပေးမှာဖြစ်တယ်။မာဂရုံစေတော်ဘုရားကြီးကလွတ်လည်ရရတဲ့အခါမှာတိုင်းပြူပြည်ပြူသာသနာပြူဆိုပြီးတော့ကျွန်တော်ကြီးကတိတ်ဆိတ်အားထက်သန်တယ် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ကိုယ်တိုင်းပြီးတိုးတက်အောင် ဆောင်ရွက်တဲ့အချိန်မှာသာသနာတော်အတွက်လည်းကြံခတ်မှာစိုးရိမ်တယ်ပြုပြင်သင့်ပြုပြင်ထိုက်တာတွေကိုအလုံးဝိုင်းပြီးတော့ပြုပြင်ကြမယ်ဆိုရင်သာသနာတော်အတွက်လည်းအကျိုးရှိတယ်လောကအတွက်လည်းအကျိုးရှိတယ်မိမိအတွက်လည်းအကျိုးရှိတယ် အကယ်၍လက်ရှိပုဂ္ဂိုလ်တွေကလူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တွေကသာသနာတော်ကိုမပြုကျင်ကြဘူးဆိုရင်အနာဂတ်မှာလူငယ်တွေဟာဘာသာမဲ့တွေဖြစ်သွားလိမ့်မယ်မဂ္ဂနောဇေရောဘုရားကြီးကအလုံးဉာဏ်ကြီးတယ် အနာဂတ်ကိုမျှော်တွေးပြီးတော့ပြောခဲ့တဲ့စကားယနေ့အလွန်မှန်းနေတယ်ပေါ့သာသနာယခုလို့သာသွားနေရင်တဲ့ယဟန်တော်တွေအကျင့်ပြတ်ကိုယ်ကိုစိတ်ကတဲ့တရားဓမ္မတွေကလည်းအယူလွဲအလှူဒါနလုပ်တဲ့အခါမှာလည်းပဲဗုဒ္ဓအလိုတော်ကြမဟုတ် ပကာသနာတွေများအဲ့တော့ခိလူငယ်တွေက သူတို့လေ့လာသင်ယူထားတဲ့ပညာရည်တွေနဲ့ ချိန်ဆပြီးကြည်တော့မှာအခါကြရဲ့ဗုဒ္ဓဘာသာလူငယ်တွေရဲ့အမြင်မှာကဲ့ရဲ့စရာချုပ်ချစရာအပြစ်တင်စရာဖြစ်နေလိမ့်မယ်အဲ့တော့လူငယ်တွေဟာဘာသာမဲ့ပြီးဘာသာကြားတွေဖြစ်သွားလိမ့်မယ်ရှင်တော်ကြီးကြိုတင်မှာခဲ့တယ်ရှင်နေဆရာတော်ကြီးမှာခဲ့တဲ့အတိုင်းဖြစ်နေတာပဲလीမပြင်ကြဘူးเนาะရဟန်းတော်တွေလည်းအနေအထိုင်မပြင်ဘူးကိုယ်ကွယ်စင်ကြတဲ့တရားဂမတွေလည်းသီလတွေမလုံး အလုပ်တန်းတွေကလည်းအကျိုးနည်းတယ်ပကဒနာတွေများတယ်ဒါကြောင့်ဆရာကြီးကပြုပြင်စီလိုတယ်ဆရာကြီးကဘု து ကိုမှပုတ်ခတ်တာမဟုတ်ဘူးကိုယ်တာနာကိုယ်တန်ငါတော်တွေကမ္ဘာအလယ်မှာမျက်နာငရမဲ့အဖြစ်မျိုးကိုမဖြစ်စေခြင်းလို့ဆရာကြီးကရေးသားခဲ့တာဖြစ်တယ်ဒါပေမဲ့ ဒီနေ့ကလို့ဆိုရှယ်မီဒီယာတွေလည်းမရှိသေးတော့ကျွန်တော်ကြီးရဲ့လုံဆောင်မှုကအကျိုးရတဲ့တလောက်မရခဲ့ဘူးပေါ့မြန်မာလူမျိုးတွေကစဖက်အားနေကြတာကိုစဖက်အားနေတော့ဒီအနာဂတ်သာသနာရေးကျန်းစာကိုမဖက်ဖြစ်ကြဘူးဖက်ဖြစ်တော့လည်းပဲလူအ ਨੇ စုပဲဆိုတော့ အကောင့်တွေမပေါ်နိုင်ကြဘူးပေါ့အဲ့ဒီလိုနဲ့သာသနာကဆော့ယုတ်လာခဲ့တာပဲပေါ့ဒီကောင်းပြီအဲ့တော့ဒီနေ့အဲ့ဒီအနာဂတ်သာသနာရေးစံစာတဲ့ကဖျားပွဲနဲ့ဆက်ပြီးတော့ပြုပြင်စရာတွေကိုဆရာတော်ဘုရားကြီးလမ်းညွှန်ထားတယ်မြန်မာနိုင်ငံမှာနာမည်ကြီးဘုရားတွေမှာနှစ်စဉ်နှစ်စဉ်ပွဲတွေကျင်းပတယ်။တည်င်းကျွပွဲ တစောင်းတိုင်းပွဲစသည်ဖြင့်နာမည်ကြီးဘုရားတိုင်းဘုရားတိုင်းဒီပါမှာပွဲတွေကျင်းပါတယ်ခေါင်းစဉ်ကတော့ဗုဒ္ဓပူဇနိယပွဲတော်ပေါ့နော်ဘုရားကိုပူဇော်တဲ့ပွဲလို့ခေါင်းစဉ်တက်တယ်တော်ဘုရားကိုပူဇော်တယ်ဆိုတာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ပုသူတွေလည်းပူဇော်ကြရမှာဆိုတာကိုမေ့နေကြတယ် ဒီအချက်ကိုတော်တော်မေ့သွားကြတယ်ဖယားကိုပူဇော်တယ်ဆိုတာနော်ဗုဒ္ဓပုဇနိယပွဲဆိုတာဖယားကိုအာယုံပြုပြီးတော့ကုသိုလ်တွေလုပ်ကြတယ်ပွဲဒီလိုဖြစ်ရမှာဒါပေမဲ့ဖယားပွဲခေါင်းစဉ်တက်ပြီးတော့ဘာတွေထက်ကြတယ်လဲဇက်ပွဲအနှိမ်ပွဲအဆူပွဲတွေထက်လောင်းကစားတွေလည်းပါလိုက်သေးတယ်ဝဲစီတန်းဒီမှာလောင်းသားတွေပါထိုက်ကြသေးတယ်အဲ့တော့ ဖယားဝန်ထမ်းမှာဆိုကြငိုကြကကြခုံကြဖယားကိုသာလာတယ်တိတိချာချာဖယားကိုအာယုံပြုပြီးပူဇော်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိလဲဝိကျေတန်းကြီးဖယားတပတ်ပတ်တဲ့ဥသုံးချင်းချပြီးပွဲစည်းတဲ့လဲလာပဲလေနော်အဲ့တော့ဖယားဝန်ထမ်းမှာဆိုကြအော်ကြငိုကြလောင်းဝဲစားတွေလှုပ်ကြ ဲ့မှာရံဖြစ်ကြသေးတယ်ဂျုံရောက်ခရောက်ဖြစ်ကြသေးတယ်အဲ့တော့ဖခင်ကိုဘယ်နှမှာပတ်ပူဇော်ကြတာတော့နော်ဒါဆရာတော်ဘုရားကြီးကမိတ်တယ်အကိမြတ်စွာဘုရားတတ်တော်ထင်ရှားရှိမယ်ဆိုရင်ဘုရားရှင်တရင်သုံးတဲ့ဇေရဝန်ကျောင်းထဲမှာအဲ့ဒီလိုအတူတင်အပြက်တင်နဲ့လာအော်ကြငိုကြဆုံနေကြမယ်ဆိုရင်ဘုရားရှင်မောင်းထုတ်မှတေးကြတယ်။ဘုရားလက်ခံမှာမဟုတ်ဘူး။ နော်ဖယားရှိတဲ့ဇေရုံအကြောင်းတိုင်ကြီးတဲ့မှာမင်းသားမင်းသမီးတွေကစိုးကြကားကြခုံကြမယ်လူချင်းတော်တွေကလည်းပြက်လုံးတွေထုတ်ကြမယ်ဖယားတေချာဘောင်းမောင်းထုတ်မှာဖယားတော်တော်ထင်ရှားရှိလက်ခံမှာမဟုတ်ဘူးဒါကြောင့်ဇေရုံဖယားကြီးကဓာရီပြုပြင်သင့်တယ်ဆိုတာထောက်ပြတာတခါတော့ကဖယားလူကြီးတယောက်နဲ့ဆုံတော့သူ့ကိုအဲ့ဒါလေးပြောပြတယ်တခါကြီး မြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့ပွဲတော်ပင်တွေလောက်တာမကောင်းဘူးနော်မြတ်စွာဘုရားမကြိုက်ဘူးမြတ်စွာဘုရားကဒါကိုအာကုတ္တလို့ဟောခဲ့တာရယ်ဒါနအမိခံထားတဲ့အာကုတ္တတသက်ပဲပွဲအလှပွဲအလှဆိုတာအလှလို့အမိခံထားတဲ့အာကုတ္တတသက်ကြီးပဲဘုရားကိုယ်တိုင်ဟောတာလေဘုရားလက်မခံဘူးအဲ့တော့ဘုရားကိုပူဇော်တယ်ဆိုတာငြိမ်ငြိမ်ချမ်းချမ်းနဲ့ ကုသိုလ်တွေနဲ့ပူဇော်ကြရမှာမဟုတ်ဘူးလားလို့ပြောတော့ရှင်ဘုရားတဲ့တပည့်တို့သိတယ်ဗျာအဲ့ဒါလေးတိုင်မဲ့တပည့်တို့ဘုရားကိုလူစည်းစေချင်တာတဲ့ဘုရားကိုလူအလားများစေချင်လို့တပည့်တို့သမင်လောက်တာတဲ့မဖြစ်တင်တာသူပြတာပါနော်ဘုရားကိုလူအရောက်ပေါက်များအောင်လို့သမင်လောက်လိုက်တာဆိုတော့မလောက်ကောင်းဘူးပေါ့မလောက်ကောင်းဘူးနော်ဥစ္စာဘုရားကိုပူဇော်တာဟာကုသိုလ်နဲ့ပူဇော်ကြရမှာဖြစ်တယ်လေ ဲ့ဒါကြောင့်တောင်မြတ်မကတော်ဆရာဘုရားကြီးကသူဝမ်းနေတဲ့အကြောင်းလေးတစ်ခုပြောတာမြမလူမျိုးတွေကဘုရားကိုအကြောင်းပြုကိုယ့်ရဲ့တာယာမှုပျော်ရွှင်မှုတွေကိုခြောက်ဖွင့်နေကြတယ်တကယ်လည်းအမှန်ပဲလေဘုရားကိုအကြောင်းပြုပြီးတော့ကိုပျော်ရွှင်ဖို့အတွက်ကိုလုပ်နေကြတာဘာဆရာတို့ကဘာဝမ်းနေတယ်လဲဆိုတော့ဘာသာကြားနေနေချင်းတိုင်းသိဝမ်းနေကြကောင်းသွားတယ်ဆရာကြီးကတည်င်းစာဖတ်တယ်အဲ့ဒီခက်က မဟာဓမ္မဂန္ဒီလို့ရှိသေးတာကိုအိန္ဒိယမှာတနင်္သာရနေ့မှာဖတ်လိုက်ရတယ်အိန္ဒိယနိုင်ငံဟိန္ဒူဘုရားပွဲတစ်ခုမှာဟိန္ဒူဘာသာဝင်တွေဟာသူတို့ရဲ့ဘုရားပွဲကိုနင်းချင်းချင်းနဲ့ကျင်းပကြတယ်သူတို့ရဲ့ဘာသာတရားအဆုံးအမတွေကိုရုပ်ဖက်တည်းဆဲကြတယ်ပြီးရင်မဟာဓမ္မဂန္ဒီကြီးကိုပင့်ဖဲ့ပြီးတော့မဟာဓမ္မဂန္ဒီရဲ့တရားဓမ္မစကားဟောပြောမှုတွေကိုနားထောင်ကြတယ် နင်းချလိုက်တာဥပါဒါကြီးတော့အလွန်ဝမ်းနဲ့စရာကောင်းလိုက်တာလို့ဆရာကြီးကသတင်းစာဖတ်ရင်းနဲ့သူ့ဝမ်းနဲ့ရတဲ့အကြောင်းကိုပြောပြတယ်ဆရာကြီးကသာသနာသိချစ်တာသာသနာကိုသိမြင်လို့တာကိုသာသနာကိုသူများအထင်သေးတာကိုဆရာကြီးကမကြိုက်ဘူးတန်ခါတော်တွေအထင်သေးခံရမှာမျိုးဆရာကြီးကမကြိုက်ဘူးအလွန်အထက်တန်းကြတဲ့သာသနာကိုနော်သစ္စာဘုရားကလေးအသင်ရှင်နဲ့ကဘာတသိန်းပါရမီဖြည့်ရင်းနှီးပြီးမှဒီသာသနာကိုတည်ထောင်ခဲ့တာလေအရင်နေ့သိမြားတယ် နော်အရင်းနှီးတိတ်များတယ်အဲ့လိုအရင်းနှီးများတဲ့သာသနာတော်ကိုအထင်သေးတာကိုကျွန်တော်ရမကြိုက်ဘူးဒါကြောင့်သူများအထင်သေးခံရတဲ့အလုပ်ကိုမလုပ်စေချင်ဘူးအဲ့ကြောင့်ဟိန္ဒူဘာသာဝင်တွေဟာမင်းချင်းချင်းနဲ့သူတို့ဘုရားပွဲကိုကျင်းပတယ်ပြီးမဟာတမဂန္ဒီရဲ့ဟောပြောချက်တွေကိုနားယူကြတယ်အဲ့လိုဖြစ်ရမှာတဲ့ဆရာတို့ကြီးကအဲ့လိုဖြစ်ရမှာအဲ့ဆရာတို့ကြီးကဖြစ်သိမ့်ပုံလေးကိုပြောပြတယ်အဲ့တော့ဘုရား ပူဇော်ပွဲဆိုတာမြတ်စွာဘုရားကိုအာယုံပြုကုသိုလ်တွေလုပ်ကြရမယ်ပွဲဖြစ်တယ်။အကုသိုလ်မပါရအောင်။ဘုရားပွဲကျင့်ပါရအကုသိုလ်မပါရအောင်။ကုသိုလ်ဖြစ်ရမယ်။အဲ့တော့ဘလို့ကျင့်ပါတဲ့လဲဆိုတော့ဇရိယ၃ဘိုင်းခွဲပြောတယ်နော်။မြတ်စွာဘုရားစီမှာစီမီတွေပူဇော်ကြ။ပန်းမျိုးစုံပူဇော်ကြ။တိတိတွေနဲ့ပူဇော်ကြဘုရားကို။ တချို့စွမ်းတော်ကြီးတင်ဆိုပြီးတော့လောက်ကြတာရှိသေးတယ်အကောင်နိုင်ကြီးတွေကြက်တွေအကောင်နိုင်ကြီးတွေဘွက်တွေအကောင်နိုင်ကြီးတွေကျွန်တော်ရမနဲ့တက်ဘူးဘုရားရှင်ရင်လည်းမရလက်ခံမှာမဟုတ်ဘူးဒါအလွန်ကဲ့ရဲ့စရာကောင်းတဲ့လောက်ရတစ်ခုပဲဘုရားရှင်မှာတွားပြီးတော့အကောင်နိုင်ကြီးတွေပူဇော်ကြတာလေကျောင်းစီတော်ကြီးကဖြစ်နိုင်ရင်စီမီးတွေထင်းထိန်လင်းအောင်ပူဇော်ဒါကောင်းတယ်စီမီးတွေထိန်လင်းအောင်ပူဇော်ပန်းနဲ့မျိုးစုံပူဇော် တတိမျိုးစုံဘုရားကိုပူဇော်တတိမျိုးစုံပူဇော်အဲ့လိုအပန်းငါးတွေအကောင်လိုက်ကြီးတွေကတ်တာမလုံးနဲ့အစရကြီးရနော်အဲ့တော့မြတ်စွာဘုရားကိုပူဇော်တဲ့အခါမှာစီမီးတွေပန်းတွေတတိတွေနဲ့ပူဇော်ကြပါအာရပါကြပူဇော်ကြဒါနကုသိုလ်ဒါလောက်နဲ့မပြီးဘူးဆရာကြီးရအပိုင်း၃ပိုင်းထပ်ပြောတယ်ညာချမ်းအခါမှာနော်ပူဇော်ကြမယ်မြတ်စွာဘုရားကိုပူဇော်မယ် ဘယ်လိုပူဇော်ကြမလဲဓမ္မစัจ जा တွေမဟာသမယတုတ်တွေအနတ္တလက္ခဏတုတ်တွေသတိပဋ္ဌာန်တုတ်တွေအဲ့လိုဘုရားဟောတရားတွေကိုရွတ်ဖတ်ပြီးတော့ပူဇော်ကြမယ်တို့သတိလင်္ကာမှာအဲ့ဒါတွေ့တယ်ဦးဇနောသတိလင်္ကာမှာခန္ဓာခဏနေဘူးပါလားစာသင်တာတော့မဟုတ်တရားထိုင်တာပေါ့နော်ဤလင်္ကာက တော့ရအောင်တခုသဘောကျလို့အဲ့ဒီမှာတရားတော်ထိုင်မှုလေဆိုအဲ့ဒီမှာအဇေရောကြီးရဲ့မွေးနေ့ပွဲမွေးနေ့အထိမ်းမှတ်ဖြစ်လောက်ကြတဲ့ကောင်ကုတ္တရေကြည်ပဲမွေးနေ့ပွဲအကြောင်းပြုကုတ္တရေကြည်ပဲဥစ္စာမနဲ့အစောကြီး၄နိုင်ထ၄နိုင်၂နိုင်လောက်ထတယ်၄နိုင်မဟုတ်မနဲ့အစောကြီး၂နိုင်ထထပြီးတော့ဘယ်သွားကြတာလဲဆိုတော့အဲမဟာဇီလီဆိုတာရှိတယ်သတိလင်္ကာနိုင်ငံမှာ ဘုရားရှင်ရဲ့ဓာတ်တော်တွေအများကြီးဌာပနာထားတဲ့ဇေဒီရောပဲယဟန္တာကြီးတွေတည်ထားတဲ့ဇေဒီမဟာဇေဒီဆိုတာကြီးပဲအဲ့ဒီကိုဥစ္စာလို့အစောကြီးထားပါကြအကြောင်းကလည်းဝေးတဲ့တောကြောင်းဆိုတော့အဲ့ဒီမှာခုနကပြောတဲ့မာဂလုံးစီတော်ဘုရားကြီးမိတ်နဲ့စီမီတွေဇေဒီမှာပူဇော်ကြတယ်ပန်းတွေပူဇော်ကြတယ်တတိတွေပူဇော်ကြတယ်ပြီးရင်ရုပ်ဖတ်ကြတယ် မြတ်စွာဘုရားရဲ့ပရိသတ်ရတော်တွေဓမ္မစကြာတွေစသည်ဖြင့်ယုဘတ်တရေစေပူဇော်ကြတယ်ပြင်တရားထိုင်ကြတယ်ဘောက်တီနူဘောကောင်းတယ်လေမွေးနေပွဲမှာနော်ကုသိုလ်ရေးကြည့်ပဲနော်ဘာမှအတိအမုတ်တွေအကအခုံတွေမပအောင်ပြောပွဲချင်းဝဲတွေဘာမှမပအောင်ကုသိုလ်တသက်ပဲမနဲ့အစွမ်းကြီးထားပြီတော့တချို့တန်ခါလေးတွေဆိုရင်ဘုရားရှင်ကိုပူဇော်တဲ့အနေနဲ့ဆိုပြီးတော့ကားတော်မစီးဘူးတော့ချင်းချင်းသွားမယ်နှစ်ရက်လောက်ကကြိုတင်ပြီးချင်းချင်းသွားကြတဲ့တန်ခါကြီးလည်းရှိတယ် ဆိုတော့တောချောင်းကနေပြီးတော့ဝေးတယ်မြို့မြို့၃လ၅မြို့လောက်ဖြတ်ကျော်ရတယ်လမ်းလမ်းအဲ့တော့ဇုတ်တန်ကတော်ကြီးကမြတ်စွာဘုရားကိုပူဇော်ခြင်းလို့ဆိုပြီးတော့ခြေကျင်သွားကြတယ်နှစ်ရက်လောက်ကြိုးပြီးတော့ဆယ်တော်ကြီးရဲ့မွေးနေ့အကျိုးဆိုပြီးခြေကျင်သွားတယ်ကားနဲ့မသွားအောင်ပူဇော်ခြင်းလို့ဆိုပြီးအေးအဲ့ဒီမှာအဲ့ဒီလိုဆရာတပည့်တွေအားလုံးဒကာဒကာမတွေရောတန်ဃာတော်တွေရောဆရာတော်ကြီးရောအားလုံးဘုရားကိုအလိုဇီမိတွေနဲ့ပူဇော်တယ်သင်္ကန်းတွေကတ်လို့ကြတယ် ောက်တရားတွေထမ်းကြတယ်အဲ့ဒီလိုမျိုးကုသိုလ်တွေယူကြတယ်ပေါ့ဘယ်လိုငြိမ်းချမ်းတယ်လဲအဲ့တော့ဦးစင်းကဒီဆရာတော်ចောင်းတចောင်းတဲ့ကပဲဒီလိုလုပ်သလားဆိုတော့မဟုတ်ဘူးတခြားတခြားတော့ចောင်းတိုက်တွေတခြားတခြားတော့အဖွဲတွေလည်းအဲ့ထမ်းကြည့်ပဲဘုရားကိုလာတယ်ဘာမှစုံញံပုံញံမလာဘူးသူ့အဖွဲ့လေးနဲ့သူရွတ်ပတ်တရေစကြတရားထိုင်ကြဒီလိုနေကြတာ နော်ဘုရားကိုလာကြတဲ့အခါမှာအာနုဝိဇုံတူနဲ့သူတို့မှာတော့အဖြူဝိကြတာပေါ့နော်အာနုအဖြူတွေဝိကြပြီးတော့အဖွဲလိုက်အဖွဲလိုက်လာပြီးရုပ်ဖက်တရေစေကြတယ်ပြီးရင်အဖွဲလိုက်အဖွဲလိုက်တရားတွေထိုင်ကြတယ်ပြီးရင်အဖွဲခေါင်းဆောင်တွေကတရားဓမ္မတွေဟောပေးကြတယ်ဘလို့ငင်းချလိုက်လဲသာသနာတော်ကြီးနော်ကြည်ရတဲ့ပုံကိုယ်တွေအလွန်ကြည်နူးတယ်နော်ဘာသာကြားနေတော့မှအလွန်ကြည်နူးပြီးတော့ရောရောင်ပြီးလာပြီးတော့နားထောင်ကြတရားထိုင်ကြတဲ့လူတွေတော့ရှိတယ်အဲ့လိုဖြစ်ရမှာပေါ့နော် အဲ့လိုပြရမှာ။အောင်ဆရာတို့ဘုရားကြီးကအလွန်ဉာဏ်ကြီးတယ်။ဒါကြောင့်ဘုရားပူဇော်ပွဲဆိုတာဘုရားကိုအာယုံပြုပြီးကုသိုလ်နဲ့ပူဇော်တဲ့ပွဲဖြစ်ရမယ်။အကြောင်းပန်းနေနဲ့ပူဇော်၊တတိနေနဲ့ပူဇော်၊မိနေနဲ့ပူဇော်ပြီးရင်ရွတ်ကြပါတဲ့ညနေဘက်ပဋ္ဌာန်းတွေဓမ္မစကြာတွေတတိပဋ္ဌာန်းတုတ်တွေမဟာသမယတုတ်တွေရွတ်ကြဖတ်ကြဒါပထမပိုင်းဒုတိယပိုင်းအစီအစဉ်နဲ့ တရားဟောတတ်တဲ့70တန်ဃာတော်တွေပြင့်ဖယ်ပြီးတော့တရားနာယူကြတာဘုရားရင်ပြမှာနော်တရားတွေနာယူကြဒါဒုတိယအစီအစဉ်တရားနာယူနော်တရားတွေနာယူရမယ်ဒါရုပ်ဖတ်ကြမယ်တရားနာယူကြမယ်ပြင်တရားတွေထိုင်ကြမယ်အဲ့လိုပူဇော်ကြရမှာရုပ်ဖတ်မယ်တရားနာမယ်တရားထိုင်မယ်အဲ့ဒါလိုပူဇော်ကြရမှာ ဲ့တော့အဲ့ဒီလိုဝဲလန်းသမင်ငားတဲ့ကုန်ကြစိတ်တွေကိုကုတိုရတဲ့ကိစ္စတွေမှာတုံးလိုက်ရင်ပိုကောင်းတယ်ပေါ့။ဘာကြောင့်တခါတုန်းကတရုတ်လူမျိုးတစ်ယောက်ကပြောတယ်။ခမရတို့မြန်မာလူမျိုးတွေအလှူအတန်းကိုအကျိုးရှိချင်းလောက်တတ်မယ်ဆိုရင်ခမရတို့လူမျိုးတွေချမ်းသာလောက်တယ်။ သူကချင်းလောင်းလှဲ့နေတဲ့ပွဲတစ်ခုကိုကြည့်ပြီးတော့ပြောတယ်အဲ့ဒီကိုကြည့်ရအကျိုးရှိတဲ့နေရာမှာအသုံးချမယ်ဆိုရင်တော်တော်များလို့လူမျိုးတွေချမ်းသာလောက်တယ်သူတို့ပြောတယ်အေးကောင်းပြီအဲ့ဒီတော့မြန်မာလူမျိုးတွေကသဒ္ဒတရားသိကောင်းတယ်ဒါပေမဲ့ပညာအဋ္ဌဉဏ်လိုနေတယ်ပေါ့ပညာနဲ့ရှင်တဲ့သဒ္ဒလိုအပ်တယ်ဒါမှမဟုတ်ကျွန်တော်ပြန်တစ်ဖက်မှာပြောတဲ့စကားရှိတယ် ကိုကုသိုလ်ရရုံတခုတည်းမကြည့်နဲ့တကယ်သာသနာတော်အတွက်အသုံးတယ်လားမတယ်လားအကျိုးများလားမများလားဒါလည်းစဉ်းစားရတဲ့ဆရာကြီးလေကုသိုလ်လည်းရရမယ်သာသနာတော်တို့လည်းအကျိုးများရမယ်ပရိယတိသာသနာပရိပရိသာသနာလည်းအကျိုးများအကျိုးများရမယ်အဲ့လိုမျိုးလုပ်တင်တယ်လို့ဆရာပြရမယ်အဲ့လိုမျိုးဆရာကြီးကတဖွားဖွားပြောလုံးအားကြီးလို့ဆရာကြီးကိုလည်းဘာပြောကြကြလဲဆိုတော့အဲဥဇဏကဟာပုံမြင့်နဲ့ပါကွာလို့ပြောကြတဲ့လူတော်ရှိတယ် မာကနုံဆရာတော်ဘုရားကြီးကိုကိုမျိုးနစ်လို့စွဆွဲတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆရာတော်ကြီးလက်ထက်တော့ကနော်ဆရာတော်ကြီးကဘာသာညာနဲ့အမြင်ပါလဲကဲရဲ့ဆရာမဖြစ်အောင်အမြဲတမ်းပြောလေးရှိတယ်လူမြန်မာလူမျိုးတွေကများသောအားဖြင့်ကအပြောအပမတ်ကြတယ်ကိုဘာမဲလုံးလုံးအပြောအပတွေထည့်ကြတာကိုအဲ့ဒီမှာမလို့အပတ်နဲ့ငွေတွေအများကြီးကုန်သွားတယ်အဲကြောင့်ငွေကုန်ရင်ကုန်တော့အကျိုးများရင်တော့မဆိုးလို့ဘူးပေါ့တဲ့ဆရာတော်ကြီးက ကုံတလုံးအကျိုးမများတဲ့ပကြောင်ဆယ်လို့ရထောက်ပြရတာအဲ့လိုထောက်ပြတာကိုမတိုက်တဲ့သူတွေကဥဇဏကကွန်မြူနစ်ပါကွာလို့ဆိုဆိုကြတယ်ပေါ့ဒီကောင်းပြီအဲ့တော့ဆရာတော်ကြီးကအဲ့ဒီလိုမျိုးပန်းနေသူတိတွေနဲ့ပူဇော်မယ်ရုပ်ဖတ်ကြမယ်တရားတွေနာကြမယ်တရားတွေထိုင်ပြီးပူဇော်ကြမယ်ဘုရားမှာပြီးတော့ညာပိုင်းစီစဉ်ပေါ့ပြီးတညတာအခမ်းအနားသိမ့်လိုက်ပေါ့မနဲ့မိုးလင်းရင်မြတ်စွာဘုရားကိုဆုံးကတ်ကြမယ်လေတဲ့ နော်မြတ်စွာဘုရားကိုအဲဆက်ဆက်နဲ့ဆုံးကတ်ကြမယ်အတန်းငါးတွေကိုကိုယ်တိုင်လည်းမတက်ဘူးသူများလည်းမတက်ခိုင်းဘူးအော်ဒါမမှာဘူးပန်းတကူသားတွေနဲ့ချက်ကတ်တန်ဃာတော်တွေကိုလည်းဆုံးကတ်ဘုရားမှာနော်ဘုရားကိုပူဇော်တာဘုရားကိုလည်းဆုံးတော်ကတ်တန်ဃာတော်များကိုလည်းဆုံးတော်ကတ်အဲ့တော့ဘုရားဆုံးတော်တင်လို့ဆုံးတဲ့ဥစ္စာကိုဝေယဝိဇ္ဇလုပ်တဲ့ပုံစံတွေစားကောင်းတယ်လွတ်ပြရမှာမဟုတ်ဘူးနော်ဘုရားဆုံးတော်တင်လို့ဆုံးတဲ့ဥစ္စာကိုလွတ်ပြရမှာမဟုတ်ဘူး အဲ့ဘုရားမှာဝေယဝိဇ္ဇာလုပ်တဲ့ပုံကိုယ်လေးစားကောင်းတယ်သူခဏခဏမေးတယ်ဘုရားဆုံးတော်တင်လို့ဆုံးတဲ့ဥစ္စာစားလို့ရလားလို့မေးကြတယ်စားကောင်းပါတယ်ဘယ်သူစားကောင်းတယ်လဲမေးရင်ဝေယဝိဇ္ဇာလုပ်တဲ့ပုံကိုယ်ဟိုတလုံးကလည်းတယောက်မေးသေးတယ်အရှင်မရတဲ့ဒီလိုမိဘဘုရားတွေပြောတယ်လေဘုရားဆုံးတော်ကြာကိုစားလို့ချင်းငန်ထိုင်းတယ်မဟုတ်ပါဘူးနော်ကျွတ်လည်းညံကောင်းတယ်လို့ပြောတယ်မဟုတ်ပါဘူး။မြတ်စွာဘုရားရဲ့ဇွန်တော် အကြံကိုအကြကိုစားကောင်းပါလေအပြစ်မရှိပါဘူးဒါပေမဲ့ဝေယဝိဇ္ဇလုတ်တဲ့ပုံကိုဖြစ်ရမယ်ပေါ့ဖရာရဲ့တန်ချင်းကြီးတွေလုတ်တဲ့ပုံကိုအဲ့ပုံကိုမျိုးကဒီစွန့်တော်ကိုစားတင်ပါလို့စားထိုက်ပါလေဒါကြောင့်ဖရာပွဲမှာဖရာစွန့်တော်တင်လို့စွန့်တဲ့ဥစ္စာကိုဝေယဝိဇ္ဇလုတ်တဲ့ပုံကစားကောင်းတယ်ပေါ့အဲ့တော့ဝေယဝိဇ္ဇမလုတ်ဘဲနဲ့မစားထိုက်မစားတင်ဘူးပေါ့လုတ်ပြီးမှစားလဲရတယ်စားပြီးမှလုတ်လဲရတယ်အဓိကဝေယဝိဇ္ဇလုတ်ဖို့ကလိုရင်းပဲ အေးအဲ့တော့အလွန်များတယ်ပေါ့နော်အေးဖရားကကြီးလို့ဖရားဆုံးတော့တင်တဲ့ဥစ္စာတွေကအလွန်အလွန်များတယ်စားလို့မကုန်နိုင်ဘူးဆိုရင်တခြားတခြားအိုက်မှာလာပြီးတော့တောင်းစားနေတဲ့ကလေးလူကြီးတွေကိုစွန့်လို့ရတယ်ဒါမှမဟုတ်တခြားတခြားနော်ဘဝရေးသားတွေမှာသွားပို့လို့ရတယ်ဆရာကြီးအဲ့ဒီမှာသူတရင်တခုကြားလိုက်တယ်လူတချို့အလိုမျိုးဖရားပွဲပူဇော်ဖရားဆုံးတော်တင်လို့ စွန့်တဲ့ဥစ္စာတွေကိုဘူပါကြီးတာမှာသွားလုပ်ကြတယ်ဆိုတော့ရဲ့တာတွေးခေါ်တယ်ဒါကောင်းတယ်ဒါလည်းဖြစ်ရမယ်အလေလို့မဖြစ်စေရဘူးပေါ့နော်အကျိုးရှိတဲ့နေရာမှာတုံးချရမယ်အေးအဲ့ဒီတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘုဇနီးယပွဲဆိုပြီးတော့နိုင်ငံတနိုင်ငံလုံးနှီးပါပွဲတွေကျင်းပကြတယ်ဒါကြောင့်တကယ်ကိုမြစ်စာဘုရားကိုပူဇော်ရရောက်ရလာလို့စဉ်းစားတဲ့ပုံစေရောကြီးကထောက်ပြထားခြင်းဖြစ်ပါတယ်။စေရောကြီးကမေတ္တာရက်ခံတဲ့လက်ရှိ က်ဆိုင်ရာနော်အစိုးရပုဂ္ဂိုလ်တွေနဲ့တန်ခါမထေကြီးများပြုပြင်ပြီးတော့မူကြဖို့ဆရာကြီးကတောင်းပန်မေတ္တာစကားမေတ္တာရက်ခံတဲ့စကားလေးထက်ရေးထားတယ်နောက်တစ်ချိန်မှာလူငယ်တွေတာသနာတော်ကိုအထင်သေးတော့မှာကဲ့ရဲ့တော့မှာဆရာကြီးကကြိုးမြင်တယ်နော်ခေတ်လူငယ်တွေဟာဘုန်းကြီးပြောတိုင်းတင်မဗျာမမဗျာလက်ခံမဲ့လူတွေမဟုတ်တော့ဘူးတဲ့ဆရာကြီးကကြိုးမြင်တယ်ဒီနေ့ဆရာကြီးမိန့်တဲ့တိုင်းတစ်ထက်တည်းပဲတစ်ထက်တည်းပဲဒါကြောင့်ကလေးတွေကိုဦးဇင်းတို့ ငရဲနဲ့ခြောက်လို့လည်းမရအောင်လက်ပြင်းနဲ့မြောက်လို့လည်းမရအောင်ယုတ်တိရှိဖို့လိုတယ်။ဒါကြောင့်ဦးဇင်းတို့ကုသိုလ်ကိစ္စတွေမှာတကယ်ကုသိုလ်ရကြရလားဆိုတာကိုသုံးသပ်ပြီးတော့ကုသိုလ်မရတဲ့ကိစ္စတွေကိုရေရေဝုံဝုံဆုံရမယ်ပြင်ရမယ်လို့ဆိုတော့ဒီအထောက်ပြတာ။ပြီးပါဘိုးဘွားအစင်လာလုခဲလို့ဆိုပြီးတော့လဲဆွဲခိုင်းပထားတယ်။ဟိုတို့ငွေစင်ကလေးကဒီလိုပဲမှတ်ခဲရတာပဲဆိုပြီးတော့ဆွဲခိုင်းပထားတယ်။အာဆရာတော်တွေပြောတာပဲဆိုတော့လဲတော့အသေးမှတ်မှားနေအကျိုးရှိမရှိကိုစဉ်းစား သဘောကြမကြကိုစဉ်းစားပြီးမှလက်ခံကြပါလို့ဆရာပြကြီးကလို့ဆိုထားခဲ့ပါတယ်။အဲကောင်းပြီဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမစ်ဆွေများအားလုံးယနေ့မြတ်စွာဘုရားရဲ့သာသနာတော်ကြီးတည်စစ်မှန်တဲ့အဆုံးအမတွေအကျိုးရှိတဲ့အဆုံးအမတွေဖြစ်နေပြီမဲ့သာသနာတွင်ကသံဃာတော်များနဲ့ကိုယ်ွယ်စိက္ခရတက္ကရကမတွေရဲ့အားနည်းမှုကြောင့်ကမ္ဘာမှာမျက်နှာငရတဲ့အနေအထားကိုရောက်နေတဲ့ကမ္ဘာမှာပြောတဲ့မြန်မာနိုင်ငံမှာတော့ခေတ်လူငယ်တွေရဲ့အမြင်မှာထင်သေးစရာဖြစ်နေခဲ့တယ်။ဒီလိုမဖြစ်သင့်ဘူး။ဒါကြောင့် သာသနာတော်ကြီးကို ပြန်ပြီးတော့အထက်တန်းကြအောင်အများအမြင်မှာတင့်တယ်အောင်ဝိုင်းပြူပြည့်ရမယ်လို့နားလေသဘောပေါက်ကြပြီးတော့သာသနာအရေးတို့အရေးနှလုံးသွင်းပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်ကြီးကိုဆန်ရှင်းတည်တံ့ပြန်ပေါ်အောင်ဘုရားအဆုံးမတော်အတိုင်းကိုစီကိုစီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအာတုအာတုအာ